အားလုံးပဲမင်္ဂလာပါအခုကျွန်တော်မေမျိုးကအရန်တာရတဲ့နေရာလေးတစ်ခုဖြစ်တဲ့ဆင်လန်းဆယ်စီကိုသွားနေတာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြည့်ပေးပါဦးဒီဆင်လန်းဆယ်ကိုသွားမယ်ဆိုလို့ရှိရင်ဆင်လန်းရဲ့အကျော်နောက်ခန့်ကြီးရွာတွေကနေဘယ်ဘက်ကိုချုပ်ခွေပြီးတော့သွားမှာဖြစ်ပါတယ်လက်တစ်ချက်မှာတော့ဒီလိုကွန်ကရစ်လမ်းလေးနဲ့သွားရတာဖြစ်ပါတယ်ဒါပေမဲ့လို့အတက်ဆင်းအကွက်ကတော့တော်တော်လေးများပါတယ် ပြီးတော့ဆယ်နောက်ကိုရောက်ခံနေပြီဆိုလို့ရှိရင်တော့မြေသားကြောက်လန့်လေးအတိုင်းပဲဘဘက်ကိုချိုးပြီးတော့အခုလိုဝင်သွားမှာဖြစ်ပါတယ်ဒီလန့်လေးကတော့လာတော့အဆင်ပြေတဲ့အတိုင်းပဲလို့လူနည်းနည်းပြက်တယ်နည်းနည်းတော့ကြောင်ကြပါတယ်ဒီမြေသားလန့်လေးအကွေကောက်လေးတိုင်းပဲလိုက်သွားမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာတော့အောက်ရောက်သွားပြီဆိုလို့ရှိရင်တော့အခုလိုပဲအရန်ကိုတာရတဲ့ဆယ်ယူဘွားကနေတွေ့ရမှာဖြစ်ပါတယ် ဒီဆယ်ပေါင်လေးပေါ်ကနေလမ်းရှောင်ရင်းနဲ့ကံရီပြင်ကိုဖက်တိုက်လာတဲ့လေးအေးအေးလေးကိုလည်းရှူလို့ရတယ်။ပြီးတော့ပဝန်းချစ်ဖြူကိုလည်းဒီနေရာလေးကနေရှောက်ပက်ကြည့်ရတာတတော်လေးကိုစိတ်ကြည်နေစရာကောင်းပါတယ်။ဒီဆယ်ပေါင်ရဲ့အပိုင်းမှာရှိနေတဲ့စိုက်ခင်းတဲ့တန်ကွန်ပျူတာလည်းတတော်လေးကိုကြည့်ရှုခံစားလို့ကောင်းပါတယ်။ ဒီ7ပုံမှာတော့တပ်ပုံဗီဒီယိုရိုက်မဆီလို့ရှင်လဲလိုက်တင်လက်တော်တော်လာတယ်ပြီးတော့နောက်ကံပြလက်တော်တော်လာပါတယ်ဒါပေမဲ့လည်းကျွန်တော်အနေနဲ့ဆိုရင်တော့ဒီ7ပုံဆိုတာတက်ဒီ7ပုံတိတ်ကအခုမြင်နေရတဲ့မြေကပင်ချေကြီးကိုပို့ပြီးတော့သဘောကျပါတယ်ဒီနေ့မှာဆိုလဲပြီးလော့စတော့ကစားရတဲ့တပ်ပုံဗီဒီယိုလေးရိုက်မဆီလို့ရှင်တော်တော်လေးလာတဲ့နေရာလေးဖြစ်ပါတယ် နေရာလေးကိုအချင်းတော်လေးပြေးပြီးတော့လဲပြေးပြီးဆိုတော့အခုတော့ပြန်ပါတော့မယ်။အားလုံးပဲဒီနေရာလေးကို daily training နဲ့တွားကျင်နေဆိုလို့ရှိရင်တော့တော်တော်လေးကောင်းပါတယ်။တန်ခါချင်းအစုဖွဲ့လေးတွေတွားပြီးတော့ဒီနေ့တာခေလေးထပ်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးပြောစရာကောင်းမယ့်နေရာလေးဖြစ်ပါတယ်။ဒီ video လေးကတလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဒီတက်ပေါ်ကောင်းတဲ့ video တွေမှာထပ်တွေ့ကြပါဦးမယ်။